မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကားတော့အကြံဖတ်မင်းအောင်လိုက်ဖအံမျိုးတို့လာရောက်နေဖြစ်၍ VGF အပါဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကင်များမျိုးတဲမလာရအမိန်ထုတ်ပြီးဖအံတခွင်လုံးချုံရေးအထူးတင်ချက်ထားမအူပင်တွင်လဲစိုက်ပျိုးရေးနဲ့မွေးမြူရေးတက်ကတော်ဖွင့်ပွဲတက်အောင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အကြံဖတ်မရောက်လိုက်မှာယနေ့ကရင်ပြည်နယ်ဖအံမျိုးတို့လာရောက်မည်ဖြစ်၍ BGF အပါအဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကများမျိုးတဲမလာရဟုအမိန့်ထုတ်ထားကြောင်းကရင်စစ်ရေးတရင်ရင်းမြစ်တချို့ကသတင်းဌာနကိုပြောကြားပါရယ်ရှမနီအကြံဖတ်စစ်ကောင်စောင်းမရောက်လိုက်ကလက်တလောရန်ကုန်မြို့တွင်ရောက်ရှိနေပြီးဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBAE 85ချိန်မြောက်စရတု38ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲစုချင်းမြင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း ရင်းမတစင်ဖအံမျိုးတို့လာရောက်ရန်ရှိနေကြောင်းသိရှိရပါတယ်။ဖအံကိုမအားလာလာမမလို့ကရင်လက်နက်ကင်တွေကိုလက်နက်ကင်ပြီးယူရင်းမလာရအမိန့်ထုတ်တယ်။ဖအံမှာတက်နဲ့တွေ့ဆုံပွဲနဲ့ကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွေ့ဆုံပွဲလုပ်မယ်။ပြီးရင်ဖအံတောင်ကလေးစေယုံကိုသွားပြီးဒံယာရစစ်တီတွေကိုသွားပြီးတွေ့ဖို့ရှိတယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ ို့ပြင်မင်းအောင်လိုင်ကမအူပင်မျိုးနယ်တွင်ဖွင့်လျက်ရန်ရှိနေသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မအူပင်ဖွင့်ပွဲသို့လည်းတက်ရောက်ရန်ရှိနေပြီးရမန်လေးကလေးကမအူပင်မျိုးတစ်ခုလုံးလမ်းပေးဝဲရဆေးတုပ်ခြင်းလုံခြုံရေးများချထားခြင်းဝင်ကြီးဌာနအဆောက်အအုံများစီးထုတ်ခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။နိုဝင်ဘာလတတိယအပတ်မှာမအူပင်မှာစိုက်မွေးတက္ကသိုလ်ဖွင့်ပွဲစစ်ကောင်းဆောင်တက်ဖို့ရှိနေတယ်။အဲ့ဒါအတွက်အခုကလေးကကြိုတင်ပြင်ဆင်နေကြပြီဟုမအူပင်အခြေစိုက်ဒေသကင်းထောက်တရင်ရင်းမြစ်ကရှင်းပြပါသည်။ ဆက်လက်ပြီးရန်ကုန်ရှိအာကစားဝန်ကြီးဌာနပိုင်သူဝနအာကစားပြိုင်ပွဲရုံတစ်ကိုကြံဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံပြုခွင့်ပေးနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကိုကြံဖို့ပါတီကထိုက်ရိုက်ချိုးပေါက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်ရှိအာကစားဝန်ကြီးဌာနအပိုင်သူဝနအာကစားပွဲရုံတစ်ကိုကြံဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံပြုခွင့်ပေးလိုက်ကြောင်းရန်ကုန်တိုင်းစစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။ နိုဝင်ဘာလ19ရက်နေ့မော်လတက်နာရီမှညနေ4နာရီအချိန်အထိကျန်းဖို့ပါတီကရန်ကုန်မြို့တင်ငန်ကျွတ်မြို့နယ်သူဝနာအာကစားပွဲရုံပြစ်တွင်လူဦးရေတထောင်ခန့်ပါဝင်သောမဲဆွယ်စည်းရုံးပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းအဆိုပါမဲဆွယ်စည်းရုံးပွဲတွင်ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးတက်ရောက်မည်ဖြစ်ပြီးရန်ကုန်မှကျန်းဖို့ပါတီဝင်များကိုရွေးကောက်ပွဲကြေညာစာတမ်းကိုမိတ်ဆက်မည်ဖြစ်ကြောင်းသိရပါသည်ပါတီမဲဆွယ်စည်းရုံးဟောပြောခွင့်အတွက်အစိုးရဝင်ကြီးဌာနပိုင်းအစအဦးကိုတုံးဆွဲခွင့်ပေးလိုက်တာပါ။ တခြားဘဲပါတီကိုမှမပေးပါဘူးကြံခိုင်ရေးပါတီကိုပဲပေးတာပါဟုရန်ကုန်တိုင်းတရင်ရင့်မြက်ကပြောဆိုပါတယ်။ရှင်ဖြင့်ချက်ဖို့ပါတီဤမဲဆွယ်စည်းရုံးပွဲအတွက်စစ်တပ်နှင့်ရဲများကလည်းပြင်ပမှလုံခြုံရေးရှုပေးမိဖြစ်ကြောင်းအကျိုးဖို့ကားစီစဉ်များကိုလည်းရန်ကုန်တိုင်းအစိုးရကပြင်ဆင်ပေးထားကြောင်းသိရပါတယ်။ချက်ဖို့ပါတီကထိုကဲ့သို့အစိုးရပိုင်းအဆောက်အုံဖြစ်သောသူဝနာအားကစားပြိုင်ပွဲရုံတစ်ကိုသုံးဆွဲခြင်းလုံခြုံရေးအတွက်စစ်တပ်နှင့်ရဲကတာဝန်ယူပေးခြင်းကျိုးဖို့ကားစီစဉ်များကိုရန်ကုန်တိုင်းအစိုးရကစီစဉ်ပေးခြင်းမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုချိုးဖောက်နေကြောင်းနိုင်ငံရေးအတိုင်းအဝိုင်းကပြောဆိုပါတယ်။နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်9ကားငယ်တွင်နိုင်ငံရေးပါတီတရက်သည်နိုင်ငံတော်ပိုင်ငွေကြေးအဆောက်အအုံရင်းပစ္စည်းတို့ကိုတိုက်ရိုက်ဖြစ်စေ၊တွယ်ဝရွေဖြစ်စေ၊ရယူသုံးဆွဲလျှင်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိကြောင်းပြထန်းထားပါတယ်။ဆလပီပြည်တွင်းမှာစတားလင့်သုံးဆွဲသူဥယျာဉ်တိတာစွာကြဆင်းသွားတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Starlink အင်တာနက်သုံးစွဲသူဥယေဟာရပိုင်အတွင်းတိတိတသာပြောင်းလဲကျဆင်းသွားခဲ့တယ်လို့ AFP သတင်းဌာနကဖော်ပြထားပါတယ်။မြစက်ခြေဆိုင် online ငွေကြေးလိမ်လည်မှုကြားပြန့်ကိုင်းတွေက Starlink ဝန်ဆောင်မှုတွေကိုအသုံးပြုနေကြောင်းစွပ်စွဲချက်တွေထွက်ပေါ်လာတဲ့နောက် Starlink ရဲ့မိခင်ကုမ္ပဏီ SpaceX ဟာကြားပြန့်ကိုင်းတွေရှိနေတယ်လို့ယူဆရတဲ့နေမြေတွေမှာကွန်ရက်ထောက်ပံ့မှုကိုဖြတ်တောက်ပစ်ခဲ့ပါတယ်။ မြောက်ဝတီမြို့နယ်တွေကကြားဖြတ်အဓိကနေပြည်တခုလို့ဆိုနိုင်တဲ့ KK ဘက်မှ Starlink Internet ချိတ်ဆက်နိုင်တဲ့ဆက်လောင်းတွေအများအပြားရှိနေကြောင်း AFP သတင်းဌာနကဖော်ပြခဲ့တဲ့နောက် SpaceX က Internet လက်ခံချိတ်ဆက်တဲ့ Starlink ဆက်2500လောက်ကိုတားဆီးပိတ်ဆို့ခဲ့ကြောင်းကြေညာပါတယ်။နှစ်စမ်းပိုင်းလောက်တုန်းက Starlink ဟာမြန်မာနိုင်ငံမှာလူသုံးအများဆုံး Internet ကွန်ရက် ထောက်ပံ့မှုကုမ္ပဏီအဖြစ်ရပ်တည်နေခဲ့ပြီး Internet ဝန်ဆောင်မှု14ရာခိုင်နှုန်းဆလောက်ခွဲတန်းကိုရယူထားခဲ့ပါတယ်။ ။ဒါပေမဲ့ Starlink ဟာမြန်မာနိုင်ငံမှာတရားဝင်မှတ်ပုံတင်လုပ်ငန်းလေပတ်နေတဲ့ကုမ္ပဏီတော့မဟုတ်ပါဘူး။နေဆက်ကကြားဖြန့်ခိုင်းတွေနဲ့ဆက်ဆက်တဲ့ခွင့်ရက်တွေကိုပိတ်ချထားကြောင်း SpaceX ကအတည်ပြုခဲ့တဲ့နောက်ပိုင်းမြန်မာနိုင်ငံရဲ့အင်တာနက်ထောက်ပံ့မှုခွင့်ရက်စုစုပေါင်းရဲ့900ရာခိုင်နှုန်းအောက်ခွဲတန်းထိ Starlink သုံးစွဲမှုကပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ SpaceX ဟာကြားဖြန့်ခိုင်းတွေအတွက်အင်တာနက်ဝန်ဆောင်မှုထောက်ပံ့ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်အတွက်အမေရိကန်လွှတ်တော်ရဲ့ကြားနာစုံစမ်းမေးမြန်းမှုကိုလည်းဇူလိုင်လကတည်းကကြုံနေရပါတယ်။ ကြားဖြတ်အရေးကိုနိုင်ငံတကာအာရုံစိုက်မှုမြင့်တက်လာချိန်မှာစစ်တပ်က KK ဘက်ကိုစီရင်ပြီးအဆောက်အုံပေါင်း100ကျော်ကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ KK ဘက်တစ်ခုလုံးစာဧရိယာကတော့ပိတ်ပြီးကြီးကြီးမားမားအထိခိုက်ရှိဟန်မတူကြောင်းဂျိုရုမှတ်တမ်းထပ်ပုံတွေကညွှန်ပြနေပါတယ်။ဆက်လက်ပြီးမအူပင်တွင်အုတ်ထုတ်ရေးမှုနဲ့အဖွဲ့ကစီရင်နှံပါသူများကိုပြည်သူစစ်မှုတမ်းအတွက်ဖမ်းဆီးရောင်းစားတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းမအူပင်မြို့နယ်တွင်စစ်ကော်မရှင်လက်အောက်ခံအုတ်ထုတ်ရေးမှုနဲ့အဖွဲ့က စင်ရဲနွမ်ပါသူများကိုဖမ်းဆီးကဒီသူစစ်မှုတန်းအတွက်ရောင်းစားပြီးအလုပ်ဖြစ်နေကြောင်းဒေသခံများထံမှသိရပါတယ်။ဒီသူစစ်မှုတန်းအတွက်ရောင်းစားနေကြသူများမှာရွှေတောင်မော်တိုင်နေရွှေတောင်မော်ကြီးပါစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုဦးအောင်ဝင်းစရေးမျိုးမင်းနှင့်အပေါင်းပါများဖြစ်သည့်မောင်စောကြည်စိုတန်ထိုင်မျိုးဝင်းအင်းဝင်းမင်းနိုင်တို့ဖြစ်ကြကြောင်းဒေသခံများကပြောပါတယ်။မရှိစင်ရသားမိသားစုအတိုင်းဝိုင်းနေတဲ့သူတွေကိုဖမ်းပြီးစစ်မှုထမ်းအတွက်ရောင်းစားနေကြတာပါ စင်မူတန်းရှောင်းခံရတဲ့သူတွေကိုပဝင်းချင်းကကြားကောင်းအောင်၄50သိန်းလောက်နဲ့နှစ်သိန်းပေးတာပါ။ကျန်တဲ့ငွေတွေကိုအုပ်ကြီးတို့အပိုင်သိမ့်ပြီးအခုဆိုတော်တော်လေးချမ်းသာနေကြပြီဟုရွှေတောင်မော်တိုက်ငယ်ရှိဒေသခံတအူးကသတင်းဌာနကိုပြောကြားပါရယ်။လက်ရှိထွေလိုင်းစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူးဦးအောင်ဝင်းရဲ့အဖွဲ့တီရွှေတောင်မော်ကျေးရွာရှိနေအိမ်တအိမ်လျင် ပြည်သူစစ်မှုရန်ကြီးအဖြစ်ငွေ2000ကျပ်ပေးဆောင်နေရကြောင်းဒေသခံများထံမှသိရပါတယ်။ရွှေတောင်မော်ကျေးရွာတွင်ရက်ကွက်73ခုအထိရှိပြီးအင်ချီ1800ကျော်ရှိကပြည်သူစစ်မှုရန်ကြီးလားစင်ကောက်ခံရရှိငွေမှာ300ကျော်အထိရရှိကြောင်းဒေသခံများကပြောပါတယ်။ရယဝတီတိုင်းရှိမြို့နယ်အများစုတွင်စစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူးများကပြည်သူ့စစ်မှုတန်းလူစားထုတ်ဝယ်ရန်ဟုဆိုကာငွေကြေးများအဆမတန်တောင်းယူနေတော်လဲအမေရိကန်ပြည်သူ့စစ်မှုတန်းအဖြစ်ပို့ဆောင်ခံရသူများမှငွေကြေးများမရရှိကြောင်းပြည်သူ့စစ်မှုတန်းတပ်ဦးဤမိသားစုဝင်က ပြောပါရယ် ။အရာဝတီတိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုအများစုမှာဂျေးဝါပြည်သူစစ်ပြည်သူစစ်မှုထမ်းများအတွက်ထောက်ပံ့ရန်နှင့်လူမျိုးပွဲယူရန်ဟုဆိုကာအကြောင်းအမျိုးမျိုးပြပြီးလက်ရှိအချိန်ထိငွေတောင်းယူလျက်ရှိကြောင်းသတင်းဌာနကစုံစမ်းသိရှိရပါသည်။ဆလပီမွန်ပြည်နယ်မှာအမတ်လောင်းအများစုမြေပြင်ဆင်းပြီးမဲမဆွဲရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ကပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲဝင်ရောက်ရှင်းပြကြမယ်။နိုင်ငံရေးပါတီကကိုယ်စားလှယ်လောင်းအများစုမြေပြင်ဆင်ပြီးမဲမဆွဲရဲကြဘူးလို့ဒေသခံတွေကသတင်းဌာနကိုပြောပါရယ်။စစ်ကော်မရှင်ကရွေးကောက်ပွဲဝင်ရောက်ရှင်းပြကြမယ်ကိုယ်စားလှယ်လောင်းတွေကိုအောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့ထိရပ်ပေါင်း60ဆွဲမဲဆွဲကာလသတ်မှတ်ပေးထားပါရယ်။ကိုယ်စားလှယ်လောင်းတွေမဲဆွဲစည်းရုံးရမယ့်ရက်ကိုရပ်ပေါင်း60ခွင့်ပြုထားပေမယ့်နိုင်ငံရေးပါတီအများစုမျိုးပေါ်ရက်ွက်တွေမှာတောင်မဲဆွဲစည်းရုံးလှုပ်ရှားမှုသိမ့်မတွေ့ရသေးပါဘူး။ ။ဘီလင်းဒေတာခန့်တအူးကတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေဟာမြို့ပေါ်မှာလှုပ်ရှားမှုမရှိသလိုနေတွေမှာလည်းလုံဝမလှုပ်ရှားတာကြောင့်ဘဲကိုစလေလောင်ဝင်ပြိုင်မလဲဆိုတာတောင်မသိရဘူးလို့သတင်းဌာနကပြောပါရယ်။ပါတီတွေရဲ့လှုပ်ရှားမှုဆိုတဲ့အဥ္စာကမြို့ပေါ်မှာတော့အတန်မကြားဘူး။နေမှာတော့လှုပ်ရှားမှုလုံဝမရှိဘူး။ကိုစလေလောင်နာမည်စရင်တောင်ကျွန်တော်တို့မသိဘူး။ဘဲပါတီကဘသူလဲဘာညာဆိုတာတောင်ကျွန်တော်တို့မသိရဘူး။ကိုစလေလောင်နာမည်ဥပမာအမျိုးသားလွတ်တော်ကဘယ်သူ ပြည်သူ့လွတ်တော်ကဘယ်သူတိုင်းဒေသကြီးဘယ်သူရေလို့တော့ဘာမှကိုကျွန်တော်တို့မသိရဘူးလို့ဆိုပါတယ်။နိုင်ငံရေးပါတီအများစုရဲ့ကိုယ်စားလှယ်လောင်းတွေမဲဆွယ်စည်းရုံးလှုပ်ရှားမှုမရှိတာဟာစစ်ကော်မရှင်ကသူတို့ရဲ့လုံခြုံရေးကိုတာဝန်မယူတာကြောင့်ဖြစ်နိုင်တယ်လို့ဒေါ်လာရေးအင်အားစုတွေအားကောင်းလာကြောင်းလည်းဖြစ်နိုင်တယ်လို့သူကဆက်ပြောပါတယ်။မော်လမြိုင်ဒေသခံတအူးကလည်းစစ်ကော်မရှင်အပြည့်အဝထိန်းချုပ်ထားတဲ့မြို့ပေါ်မှာတောင်ပါတီတွေလှုပ်ရှားမှုကိုမတွေ့ရတော့သလိုသူတို့ပါတီဝင်အချင်းချင်းလောက်တာအစည်းအဝေးလောက်တာစုံစည်းတာလောက်တာတွေ့ရတော့တယ်လို့သတင်းဌာနကပြောပါရယ် ်ပါတီကတော့လောလောဆယ်မှာလှုပ်ရှားမှုကမတွေ့ဘူးလှုပ်ရှားမှုမတွေ့ဘူးဆိုတာကသူတို့အချင်းချင်းအုပ်စုတွေလောက်ပဲသူတို့ပါသူတို့ဒီအတိုင်းမီတင်လုပ်တာတို့တခြားသူတို့ပါသူတို့စုံစည်းတာတို့အဲ့ဒါတွေတော့လုပ်နေတယ်အိမ်တွေကိုသွားပြီးတော့စီယုံရေးလုပ်တာတို့မီတင်လုပ်တာတို့ဟောပြောပွဲလုပ်တာတို့တော့မရှိဘူးလို့ဆိုပါတယ်ဒေတာတွင်မှာတော့ရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီအများစုကကိုယ်စားလှယ်လောင်းတွေဟာအရင်လိုမြေပြင်အထိခွင့်ဆင်းပြီးမဲဆွဲရတော့ပဲအွန်လိုင်းကိုအဓိကအသုံးပြုမဲဆွဲစီယုံတာတွေဖြစ်နေရတာဖြစ်ပါတယ် မူတုံဒေတာကန်တအူကတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေရဲ့လှုပ်ရှားမှုအပြင်စီယုံရေးစင်နာတွေလက်ရှိရွေးကောက်ပွဲနီးလာတဲ့အထိဘာမှမရှိနေဘူးလို့သတင်းဌာနကပြောပါတယ်။လက်ရှိကတော့ဒီဘက်မှာပါတီလှုပ်ရှားမှုတွေကတော့မစသေးဘူး။လက်ရှိလည်းစီယုံတာဘာညာမရှိဘူး။စီယုံရေးစင်နာဘာမှမရှိနေဘူး။မထူးနေဘူး။မတွေ့နေရဘူး။ပါတီလှုပ်ရှားတာတော့ဘာလို့ဒါပေမဲ့အုပ်ချုပ်ရေးမှုရုံးမှပဲစရင်ပေးဖို့အတွက်နေကိုလာကြည့်ကြဖို့အဲ့ဒါတွေတော့နှိုးဆော်ထားတာတော့ရှိတာပေါ့။ဂျန်နဲ့ပါတီလှုပ်ရှားမှုတွေဘာမှမတွေ့ရသေးဘူးလို့ဆိုပါတယ်။ ဂျပန်မှာစစ်ကော်မရှင်ဟာသူတို့ပြုလုပ်မဲ့ရွှေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေမဲဆွဲစီးအောင်နိုင်ဖို့အတွက်ဆိုကာဒေတာရင်းမှာလုံခြုံရေးတိုးမြင့်ပြီးနေစဉ်ပိတ်ဆို့စစ်ဆေးရှာဖွေဖမ်းဆီးတာတွေလှောက်ဆောင်နေတာပါ။ဝန်ပြည်နယ်မှာတော့စစ်ကော်မရှင်ပြုလုပ်မဲ့အထွေထွေရွှေကောက်ပွဲကိုတတိပုဂ္ဂလကိုယ်စားလှယ်လောင်းတဦးအပါဝင်နိုင်ငံရေးပါတီ၉ခုကကိုယ်စားလှယ်လောင်း၂၅၀ကျော်ဝင်ရောက်ရှင်ပြိုင်ဖို့အမည်စရင်တင်သွင်းထားပါတယ်။